မင်္ဂလာပါရှင်တဲတော့မှတထမွန် channel ကြိုဆိုပါရရှင်ဒီနေ့မှာကျွန်မကပေါ့နော်အဲ collective review လေးလုပ်ပေးမယ်နော် collective review လေးလုပ်ပေးပါမယ်အဲ့တော့ဒီနေ့မှာဆိုရင်ပေါ့နော်အဲ h ပေါ့နော် h ပြန်လာမှာလားဆိုရဲ review လေးမလုပ်ပေးရတော့ကြပြီမလို့ဖြစ်ထားကြပြီပေါ့နော်အဲ့တော့ဒီမှာတချို့လေးရတယ်ကျွန်မကိုဒီ review နဲ့ပတ်သက်ပြီးတော့တင်ပေးပါဆိုပြီးတော့မှာပေါ့နော်အဲတင်ပေးပါဆိုပြီးတော့မှာ comment လေးလာပေးထားတဲ့သူတွေရှိတော့လေအဲ့တော့ကျွန်မကမတင်တာမတင်ဖြစ်တာလဲကြာတော့ဒါလေးလုပ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ H ပြန်လာမလားဆိုတာလေးကိုကြည့်ပြမယ်နော်အဲ့ဒီနေ့ rainy က generator နဲ့ collective rainy ဖြစ်ပါတယ်အဲ့တော့ဒီကသူ့ energy ဟိုကို energy ပေါ့နော်ဒါ collective ရဲ့ energy ဒါတစ်ဖက်သူ energy နော်အဲ့ collective ရဲ့ energy ကျွန်မအရင်ကြည့်မယ်အော် energy မှာဆိုရင်အဲဒမွန်အန်အချီကိုတွေ့နေရ collective တွေကဒမွန်ဆိုတော့ဒီမှာကြည့်ရတာခဏတည်းလိုလိုက်မယ်ဒမွန်နော်အဲဒမွန်ဆိုတော့လက်ရှိ collective တွေက တပတ်သူကိုအကြောင်းနဲ့တွေးပြီးတော့သူနဲ့သူ့အကြောင်းပါကိုယ့်ရဲ့ပေါ့နော်စိတ်တွေကပိတ်မိနေတာမျိုးပေါ့နော်အတွေ့အကြုံနဲ့ချက်နေတယ်သူနဲ့ပတ်သက်ပြီးတော့ကိုယ်ခံစားချက်တွေကပေါ့ရှင်ထဲမှာဝမ်းနဲ့ကြည်ကွဲမှုတွေဖြစ်နေတာမျိုးတချို့ကျတော့ဝမ်းနဲ့ကြည်ကွဲမှုနဲ့အတူအဲပြောမလို့ဆိုနာကြည့်စရာတွေပေါ့နော်ရှင်ထဲမှာနာကြည့်စရာတွေခံစားချက်တွေရှိနေတဲ့အနေထားမျိုးတော့တွေ့ရတယ်ပေါ့နော် is နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီမှာကြည့်ရတာလည်းညသားချက်မှာလည်းအနောက်ချက်လေးရှိတဲ့အနေထားလည်းတွေ့ရတယ်နော်တမိုးအန်နာဂျီမှာဆိုရင်နှစ်သားချက်မှာအနောက်ချက်လေးအကြောင်းသူတို့နှစ်ယောက်ပေါ့နော်အဲ ဟိုဝေးကွာတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဟိုဒါမှမဟုတ်လည်းဖျားသားကြသဘောထားမတိုက်ဆိုင်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒီမှာကြည့်ရတာမျက်သားအကြောင်းမှာအနှောက်ယှက်လေးရှိရဆိုတဲ့အရာကိုလည်းတွေးရတယ်ပေါ့နော်အဲ့တော့ကိုကတဖတ်တူကိုပတ်သက်ပြီးတော့မှကိုအဲမိဖုရားကိုကြိုးစားနေတယ်ပေါ့နော်ဟိုပြောမှဆိုရင်ဒီเจ้าနေမတွေးချင်ဘူးဒါပေမဲ့လည်းကိုရဲ့ဟိုတိစိတ်ကမတွေးဘူးဆိုမှမတိစိတ်ကသူ့ရှိပဲအောင်ရောက်နေရမျိုးပြောလို့ဆိုရင်ဟိုအိတ်စင်ပတ်သက်ပြီးမှကိုလုံးဝဟိုအရင်ကြီးကို healing ပေါ့နော်အဲလုံနိုင်သေးဘူးပေါ့သူနဲ့ပတ်သက်တဲ့ခံစားချက်တွေရှိနေတော့မှဆိုအနေထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အော်ဒီမှာမြင်တာတချို့လေးတွေကလည်းသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလုံးဝကြောက်ခိုင်းလိုက်ပြီဆိုအနေထားမျိုးပေါ့နော်အဲတွေ့အေးဝါပြီကြောက်ခိုင်းဝါပြီဒါပေမဲ့တချို့လေးတွေကလည်းတဖက်သူနဲ့ဘောနော် x နဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံတွေးနေတုံးဆိုတဲ့အရာမျိုးပေါ့နော်အော်ဒီမှာမြင်ကတာကဩ x ဆိုခွိုင်းနော်အဲ့တော့ဒီမှာအစ်စတင်နေတာပေါ့နော်အဲ့တော့ဒီမှာမြင်တာတချို့လေးတွေကတော့ဒီမှာကိုယ့်ရဲ့ဒီ x နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကိုပေါ့နော် ပြောမှာဆိုလို့ရှိရင်ကြောက်ခိုင်းပြီးတော့မှကိုအစ်ကစတဲ့နေရဲဆိုရင်အနေထားမျိုးလေးပေါ့နော်ကိုကတော့ကိုလုတ်ဆရာရှိရလေးရေကိုအောင်ဆိုင်နေဆိုရင်အနေထားမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာမြင်ရတာကတော့လေဟိုတချို့လေးကတင်းငင်သွားနဲ့တော့ဖြတ်တန်းနေရဲ့အနေထားတွေ့ရတယ်တချို့လေးကတော့ဒီလိုဖြတ်တန်းနေပြီမဲ့လဲဒီပြောက်ပေါ့နော် is နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ feeling တွေကိုယ့်ရင်ထဲမှာခံစားချက်တွေရှိနေတော့ဆိုရင်အနေထားလေးတော့တွေ့ရတယ်ပေါ့နော်သားတဲ့ energy တစ်ဖက်သူ energy ရှိမယ်တစ်ဖက်သူက9 1s เนาะ อืม901ဆိုတော့ဒီလူကိုကြည့်လိုက်တယ်မှာကြည့်ဒီလူကဒီလူပုံစံနဲ့လေးရောဟိုဘောမှာ901မှာဆိုတစုံတစ်ယောက်နဲ့ပတ်သက်ပြီးစောင့်မျှော်နေရမျိုးလည်းတွေ့ရတယ်เนาะတစ်ဖက်သူကလေတစုံတစ်ယောက်ကိုစောင့်မျှော်နေတာမျိုးဆိုတဲ့အနေထားတော့တွေ့ရတယ်ဒီလူကဒီမှာမြင်တာလေးပန်း quality လေးတယ်လေအနည်းနာမှာတော့တိတ်မတွေ့မိဘူးเนาะအနည်းနာတော့ energy နဲ့အဝေးအနေအရာလေးမှာတော့တွေ့ရတယ်ကို is ကလည်း အဝိတ္တနေရာဆိုတော့လေဟိုကိုနဲ့ကြောင်သူ့ကိုအကြောင်းနဲ့တွေးနေတာမျိုးလည်းမြင်ရတယ်နော်ကိုအကြောင်းတွေးနေတာမျိုးအလုံးလုံးနေနေတဲ့တွေးနေတဲ့ကိုအကြောင်းတစ်ဖက်သူကတော့လေတွေးနေရဆိုနေထားတော့တွေးရတယ်။အိုးမဂျင်စင် energy ရောဆိုတော့อืมအော်တွေးလဲတွေးနေတယ်ကိုအကြောင်းနဲ့ရောတွေးနေတယ်။သူလုံးစရာရှိတဲ့အရာတွေလည်းသူကဘယ်လိုမျိုးလဲပြောမဆိုရင်မပြတ်ပေါ့နော်လူပုံမှန်မပြတ်သူလုံးနေတာမျိုးတစ်ဖက်သူကလေကိုရဲ့ ace က ော်ဒီမှာကြည့်ကိုအစ်ကနည်းနည်းလေး flat ဖြစ်တယ်ဆိုတဲ့ဟာတို့ရမချက်စဲအန်တဂျီမှာဆိုစကားပြောဆိုကောင်းတယ်စိတ်အပြောင်းလဲမြန်တယ်ပေါ့နော်အဲ့တော့ဟို social ကြပြီးတော့မှဟိုအပေါင်းသိမ်းရတယ်မိတ်ဆွေအပေါင်းသိမ်းအဲ့တော့အမျိုးသမီးဆိုရင်လည်းအမျိုးသားလေးများတာမျိုးပေါ့အပေါင်းသိမ်းအမျိုးသားအပေါင်းသိမ်းများတာမျိုးအမျိုးသားဆိုလည်းအမျိုးသမီးအပေါင်းသိမ်းများတာမျိုးပေါ့နော်စကားကြွယ်ဝတယ်စကားပြောရနေတာလိမ္မာပါနေတဲ့သူမျိုးပေါ့နော်အဲဒီလိုနေထားတွေ့ရတယ်မချက်စဲအန်တဂျီနဲ့ဆိုနည်းနည်း flat ဖြစ်တာမျိုးပေါ့တစ်ဖက်သူကလေ အဲအဲ့လိုမျိုးတွေ့ရတယ်เนาะအဲ့တော့ကြည်ရတာတစ်ဖက်သူ energy အဲ့ energy ကတော့ဒီလိုမျိုးလေးတော့ရှိရဲ့သူ energy ကတော့ပျော်နေတက်တဲ့သူမျိုးပေါ့နော်အပျော်ပါလည်းနဲ့မှတ်တယ်ပျော်နေတက်တယ်ပေါ့အဲ့တော့ x ပြန်လာမလားကြည့်လို့မနော်အဲ့တော့ collateral ရဲ့ x ပြန်လာမလားသိချင်ပါတယ်နည်းနည်းလေးမှောင်သွားလားမသိဘူးเนาะနည်းနည်းလေးမှောင်သွားလားမသိဘူး sorry ပါအဲ့တော့ collateral ရဲ့ x ပြန်လာမလားသိချင်ပါတယ်အော် x ပြန်လာမလားသိချင်ပါတယ်ကျွန်တော်ကြည့်ပြန်เนาะ ace ပြန်လာမှာလားသိချင်ပါတယ် queen of cup queen of cup ဆိုဒီ energy ကတော့ဒီမှာမြင်တာသူ့ energy ကောင်ဖြစ်နေတဲ့ energy ပဲဖြစ်နေမှာเนาะအဲ့တော့ဒီမှာမြင်ရတာလေ collective lady ကလေဟိုပြောမဆိုရင်သူနဲ့ပတ်သက်တဲ့အဲ့အကြောင်းကချို့လေးမှာဟိုနာကြီးပင်မှန်လဲလေချစ်ချင်းမြတ်တာတည်းကသူ့ပုံမှာတော့ကိုကဟို emotion နဲ့တက်ရောက်နေတာမျိုးပေါ့เนาะ ပြသနိုင်လာမျိုးလည်းတွေ့ရတယ်ဗောနော်အဲ့တော့သူကကိုယ်ရှိလာမှာဆိုရင်ကိုယ်စိတ်ထဲကအဲလက်ခံခြင်းနဲ့အဲလက်ခံကောင်းမလားဆိုတဲ့အတွေးမျိုးကိုစဉ်းစားနေတာမျိုးဗောနော်ဒီမှာမြင်ရတာတွေ့ရတာကတော့လေ collective ရဲ့ energy တော့တွေ့နေရတယ်အဲ့တော့ခွင်းတော့ခတ်မှာဆိုလဲလုံးသားလူညံ့တဲ့လူဗောနော်လုံးသားလူညံ့တဲ့လူအဲပြောမဆိုရင်အပိခန့်ရောရှိရဲကိုယ့်ဘက်ကပြေးဆက်ခြင်းနဲ့ဗောအဲ့လိုမျိုးတွေ့ရတယ်ဗောနော်အဲတစ်ဖက်သူအကြောင်းလဲသူကိုစဉ်းစားနေစိတ်ဓာနာကြီးပဲမဲ့လဲ ူအကြောင်းကသူကိုကတွေးနေတယ်ပေါ့နော်အဲသူကိုပေါ်လာပြီးတော့မှဘယ်လိုမျိုးလဲကိုကျင်နေတဲ့ကိုကျင်နေတဲ့ကိုကျင်နေတဲ့အနေထားတစ်ခုပေါ့နော်သူဘက်ကနေပြီးတော့မှဟိုပေါ့အမှန်တော့ဘယ်ဖြစ်ဖြစ်ပေါ့နော်တစ်ခုတစ်စုံကိုကျင်နေတဲ့အနေထားမျိုးကိုပတ်မှာသူကဟိုလာပြီးတော့မှစကားဆလာပြီးတော့မှပြောမယ်ကိုပေါ့နော်ဟို offer လေးအရင်လိုလာ offer လာပြီးတော့မှပေါ့နော်စပြီးတော့မှလာပြီးမှဆိုရင်ကိုဘက်က နပတ်ပြီးတော့မှနည်းနည်းစဉ်းစားချင်တာမျိုးပေါ့ကောလက်တလီရေမှာတွေ့ရရယ်เนาะတေချာတော့ဒီမှာကိုကကောလက်တလီရဲ့သူ့ချောင်းနေတော့တွေးနေတယ်ပေါ့เนาะသူကလည်းဒီမှာလည်းသူကလည်းကိုချောင်းနေတွေးနေနေထားပြီးတော့တွေ့ရရယ်เนาะတစ်ဖက်သူကလေအဲ့တော့ X ပြန်လာမှလားသိချင်ပါတယ်အစ်စ် energy ကြာတယ်အစ်စ် energy pure ones X ပြန်လာမှလားသိချင်ပါတယ် for a for a wine that for up and gonna through ပေါ့เนาะ fire ones တဲ့မပုံလေးညာကြည့်ရသေးရဲ့အဲဒီချုပ်ပုံလေးကဟို YouTube လက်မှတ်ခံလာနေရှိရောနိအော်ဒီဘာနောက်ထပ်တစ်ကလောက်ထပ်ဆွဲလိုက်ပါအောင်မနော်အဲ့တော့ x ပြန်လာမလားသိချင်ပါတယ်ဟိုးတဆန်း မကြည့်အောင်ပြန်လာဖို့ရှိရယ်နော် x ကတော့ပြန်လာဖို့ရှိတယ်ဒါပေမဲ့ဒီမှာသူနဲ့ကိုနဲ့ကြာ distance กว่าဝေးလေးတွေ့ရတယ်တချို့လေးဒီမှာ distance กว่าဝေးလေးတွေ့ရတယ်4 4ရောပန်တီကယ်ပေါ့နော်4ရောပန်တီကယ်မှာဆိုလဲသူငွေချင်းနဲ့ပတ်သက်တဲ့ပြီးတော့မှရှာဖွေတာမျိုးစုဆောင်းတာမျိုးလေးပေါ့နော်သူတို့အတွက်လုပ်ဆရာရှိရလေးသူ့ရဲ့နောက်ကျောင်းမှာကြည့်တဲ့ family ရှိရတလား တော့ x ကသူ့နှုတ်ကြောင့်မှ family ရှိရယ် family နဲ့ပတ်သက်တဲ့ပေါ့နော်ဒီမှာအဲ family family နဲ့ပတ်သက်ပြီးတော့မှသူ့စူးစမ်းအထောက်အမှုလေးသူလုပ်နေတာမျိုးပေါ့နော်ငွေရေးချေစုတောင်းနေတာမျိုးအဲကိုနဲ့ဝင်လုံမျိုးပေါ့နော်ဘယ်လိုမျိုးလဲအဆင်ပြေခြင်းနဲ့စိတ်တော်ရှိရဲတစ်ခါမှလည်းသူ့အတွက်သူ့မိသားစုအတွက်သူဒီမှာ301ဆိုတော့သူစူးစမ်းအထောက်အမှုတွေနဲ့အဝေးတနေရာရောက်နေဆိုတဲ့အနေအထားတွေ့ရတယ်ဒီမှာကအများစုကတော့အဝေးတနေရာရောက်နေတဲ့အနေအထား70%လောက်ကတော့လေ အဲ30%လောက်ကကိုယ်နဲ့အနီးဆက်ရနေရာလေးမှာကိုယ်နဲ့အနီးဆုံးနေရာလေးမှာတော့ရှိတယ်ပေါ့နော် Firewall ones เนาะအဲ့တော့ကိုယ်အလုပ်တွေပေါ့နော်ဒီမှာ Firewall ones မှာဆိုရင်သူငလေးအလုံးနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေစူးစမ်းနေရတာမျိုးကိုယ့်ရဲ့ဒီတနေတဲ့ခြေမှာမြင်ရတာတော့လေတနေတဲ့ခြေမှာအခက်အခဲလေးတော့ရှိနေတယ်ပေါ့နော်အခက်အခဲလေးရှိရဲစူးစမ်းအထောက်အမှုလေးတွေအရင်ထက်သူဟိုစူးစမ်းအထောက်အရာမျိုးလေးတွေလုပ်ငန်းမှာပေါ့နော်ဒီမှာမြင်ရတာလေလုပ်ငန်းမှာဟိုပေါ့ကိုယ်နဲ့အဆင်ပြေတဲ့သူလေးတွေကိုယ်တိုက်ခတ်မဲ့သူလေးတွေဒီကြားထဲမှာသူနှစ်လေးရုံးကန်နေရတယ်ဖြတ်တန်းနေရတယ်ပေါ့နော် ဒီနေ့ထားတွေ့ရတယ်တစ်ဖက်သူပါလေအဲ့တော့ဒီမှာ the sun energy ကတော့อืมကိုစီတော့လာခြင်းနေတယ်မှာเนาะကိုစီလာခြင်းနေဆိုအနေထား the sun မှာဆိုဒီမြင်းလေးကကိုစီလာခြင်းနေဆိုဒီမှာကတော့သူလာခြင်းနေအနေထားတော့ကောင်းမွန်စွာနဲ့လာခြင်းပေါ့เนาะကောင်းမွန်စွာနဲ့လာခြင်းမြင်းဖြူလေးစီထားတာဆိုကောင်းမွန်ကောင်းမွန်စွာနဲ့စစ်မှန်စွာနဲ့ကိုရှင်အဲလာခြင်းနေဆိုအနေထားမျိုးတော့တွေ့ရတယ်เนาะအဲ့တော့ဒီမှာတေချာတာကတော့အမ်ကိုစီလာခြင်းနေဆိုအနေထားတော့တွေ့ရတယ် quality လေးတွေကိုလေ အဲ့တော့ x ကကိုယ်နဲ့ပတ်သက်ပြီးသူ့ရင်ထဲကခံစားချက်ဘယ်လိုရှိလဲကြည့်လိုက်မယ်เนาะအဲ့တော့အဲ့တော့ x ကပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးသူ့ရင်ထဲကခံစားချက်အမှန်ကဘာလဲသိချင်ပါလေနည်းရှိတူလမ်းဒါလေး ့ x ကကိုနှစ်ပတ်သက်သူ့ရင်ထဲကခန်းစားချက်အမှန်ကဘာတွေလဲပေါ့ကြည့်မယ်နော်ကိုနှစ်ပတ်သက်သူ့ရင်ထဲခန်းစားချက်တွေဘာရှိလဲပေါ့နော်အာကျမဟိုဘာလို့ဆွဲလဲမယ်ဟာကလောက်ဆွဲလိုက်ကောင်းမလားပေါ့နော်သူရင်နဲ့ကိုယ်နဲ့ပတ်သက်တဲ့ခန်းစားချက်ဘယ်လိုရှိလဲပေါ့နော်ထရီယိုကပ်နော်နောက်တစ်ခုတခြားလေးအဲကကလေးသူ့အရာကမေးရမှာ trans အော်နော်ငါကဆွဲလိုက်မယ်နော်ကျက်တဲ့နော်အာဒီမှာအဲ့တော့သူကိုနဲ့ပတ်သက်ပြီးသူ့ရင်ထဲမှာခံစားချက်အမှန်ဘယ်လိုတွေရှိလဲပေါ့နော်အဲ့ဒါကြည့်ပေးထားတယ်ဆိုတော့ဒီမှာလေးပေါ်တင်လိုက်မယ်နော်ဒီလိုလေးလုပ်လိုက်အာဒီမှာကသူ့ လောက်ပါရအောင်ဆောင်တော့အော်ဘလို့ရှိလဲဆိုတော့ဒါမှတဖူးမှာတော့လေပြောမယ်ဆိုလို့ရှိရင်ဒီမှာပေါ့အဲအိတ်စကကိုနဲ့ပတ်သက်ပြီးတော့မှတွေးတော့တွေးရဒါပေမဲ့ဒီအနေထားတစ်ခုပေါ့နော်ကိုရှိရောလာခြင်းနဲ့စိတ်တော့ရှိတယ်လာရမလားမလာဘူးလားဆိုရင်စိတ်ဆုံးဖြတ်ချက်ကတော့လာဖို့ရှိရင်မှသူ့စိတ်ထဲမှာနည်းနည်းတိတ်မတိကြမရဖြစ်နေတာမျိုးပေါ့နော် ဒီမှာလာဖို့တော့ရှိတယ်။ဒါပေမဲ့သူစစ်ဆုံးတဲ့ချက်ကရှေ့တွေးရင်ကောင်းမလားနောက်ဆုံးရင်ကောင်းမလားပေါ့။ဒီလိုလေးတွေးနေရလို့ဒီမှာအဲစဉ်းစားနေရပေါ့နော်။စဉ်းစားနေရအနေထားတွေးရတဲ့ ace ကနော်။ဒီမှာ three rock cup နော်။ three rock cup အဲ့တော့ဟိုပြပြရှင်ကသူကနေချင်တာပေါ့။ဘာလို့ဆိုရင်ဟို three rock cup မှာဆိုလဲဒီပြောမဆိုရင် ace ကလည်းအပေါင်းသင်းအပေါင်းသင်းမှတ်တယ်ပေါ့နော်။အပေါင်းသင်းမှတ်တယ်ဒီနေထားကိုရောကိုက အဲဒီလိုနေသားမျိုးကိုဟိုဘောနော်ဟိုကောလက်တက်လေးညာရောသူ့အနေသားတစ်ခုအပေါင်းအသင်းမဲ့ဆိုတာလဲသူ့မှာခုနပြောသလိုအမျိုးသမီးအပေါင်းအသင်းလေးရှိတယ်အမျိုးသားအပေါင်းအသင်းလေးရှိတယ်အဲ့တော့ကောလက်တက်လေးညာဒီနေသားကိုခုလုပါမလားပေါ့သူ့ရဲ့ဒီအပေါင်းအသင်းအဲအပေါင်းအသင်းတွေနဲ့ပြောမယ်ပါမယ်တောမယ်လာမယ်ကြီးရှိတဲ့ခါမှာသူခုလုပါမလားဒီနေသားလေးကိုသူအဆင်ပြေပါမလားပေါ့နော်ဒီနေသားကိုသူလည်းစဉ်းစားပြီးတော့မှအဲပြန်လည်သုံးသပ်နေတာမျိုးပေါ့နော် exhaust မှာဆိုရင်တော့တေချာလာကတော့ ကိုနှစ်ပတ်သက်ခံစားချက်သူ့မှာရှိရအပြည့်ဝပါတော့ exhaust ဆိုတာဒီမှာကြည့်အဲဟိုကိုနှစ်ပတ်သက်တဲ့ခံစားချက်သူ့မှာတော့ရှိရဆိုအနေထား x မှာတော့ရှိရဒီလိုနေထားတော့တွေ့ရတယ်ဒီမှာတော့မြင်းဖြူလဲတွေ့ရနော် strength မှာဆိုလဲဒီမှာဆို strength မှာဆိုလဲ sorry စထရမဆိုလည်းမမြင့်ဖြူလေးတွေးရတယ်နော်မြင့်ဖြူလေးတွေးရဆိုတော့ဟိုလာဖို့တော့ရှိရပေါ့နော်နက်လေးသူသူ့ကိုသူတစင်ချင်ချပြီးသူအရင်လိုဘလို့အချက်တွေကိုမကြိုက်တဲ့ချက်တွေဘလို့ပြင်ဆင်ရမလဲဆိုတော့ဝတ်သူတွေးနေတာမျိုးပေါ့နော်ကိုမကြိုက်တဲ့ချက်တွေဘာတွေရှိလဲဘလို့ရေးပြီးပြင်ဆင်ရမလဲပေါ့နော်အစရမဆိုလေတေချာလာတော့သူကိုပေါ်တော့တစ္ဆာရှိရှိလေးနဲ့တော့သူကိုဒီဟိုပြန်လည်ပြီးတော့မှအဲစုံစည်းခြင်းနဲ့အဲအစီအပြေလေးနဲ့တွားခြင်းနဲ့ညှိနှိုင်းမှုလေးနဲ့တွားခြင်းနဲ့ပေါ့နော်အဲ့တော့ဒီမှာကြည့်ရတာလေအဲ နှိမ့်နှိုင်းမှုလေးနဲ့အဆင်ပြေလေးနဲ့သူပေါ့နော်အဲတွားချင်တယ်ကိုယ်ကိုလည်းဟိုကိုစိတ်တကြနေနဲ့သူအရင်လုံးမဟုတ်လို့ပေါ့နော်ကိုစိတ်တကြရမယ်သူစိတ်ခွန်အားပေးတာမျိုးသူကအဲအဲ့လိုမျိုးကိုယ့်ဘက်ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူပြန်ပြီးထည့်သွင်းစဉ်းစားပေးထားတယ်ပေါ့နော်ထည့်သွင်းစဉ်းစားပေးထားတယ်ကိုယ့်အတွက်အစိတ်ခွန်အားလေးနဲ့ဟိုကိုကြောင့်အချိန်ကာလတစ်ခုမှာပေါ့နော်အဲကောလတလေအချိန်ကာလတစ်ခုမှာဆင်းရဲနေရတဲ့အနေအထားမျိုးရှိဒီအနေအထားမျိုးအတွက်ကိုသူကပြန်လဲပြီးတော့မှဟိုအစားထိုးပြီးတော့မှအဲကောင်းမွန်တဲ့အနေအထားလေးနဲ့ ကိုကိုတက်တက်ခွန်အားလေးပြေဝပေးချင်တဲ့အနေထားမျိုးပေါ့နော်ဒီလိုနေထားမျိုးတော့တွေ့ရတယ်တစ်ဖက်လူပါလေအဲတေချာတော့သူလာတော့လာခြင်းနဲ့ဒီမှာလဲစိတ်ဆုံးသက်ခွာတော့ဖြစ်နေပေမဲ့တချို့အရာလေးသူပြန်လဲပြင်ဆင်ပြီးတော့အဲလာဖို့တော့ရှိရပေါ့နော်လာဖို့တော့ရှိရဒါကတော့ x ကိုလက်ခံလက်မခံဆိုတာကတော့ collective lady ရဲ့ဖုန်းရချက်ပေါ့နော် majestic အနေထားပေါ့နော်အဲ့ဒီမှာကနေနေရတာကသူနဲ့ကိုနှစ်ချာမှာအတိတ်နဲ့အဲအတိတ်မှာဆိုလဲပေါ့နော်အတိတ်မှာခုနပြောတဲ့နှစ်ယောက်ချာမှာ နောက်ရက်ပေါ့เนาะဂျားလိုနောက်ရက်ကြောင်းလဲပါတယ်အထင်မြင်လွဲမလာမျိုးလဲဖြစ်နိုင်တယ်ဆိုတဲ့အနေထားလဲတွေ့ရတယ်ပေါ့เนาะအထင်မြင်လွဲမလာမျိုးဒါမို့လဲအဲသူကိုယ်နဲ့ပတ်သက်ပြီးတော့မှ quality လေးပေါ့ကိုတကယ်သူမှားခဲ့တာလဲရှိကောင်းရှိလိမ့်မယ်ပေါ့အပေါင်းအသင်းကြောင်းလဲဖြစ်လိမ့်မယ်ဂျားလိုနောက်ရက်ကြောင်းလဲဖြစ်လိမ့်မယ်ဒီမှာမြင်ရတာဂျားလိုနောက်ရက်လဲရှိရဲဆိုအနေထားမှာဆိုမြောက်သားအဲပေါ့ ဝေးကွာမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အနေထားပေါ့နော်ဒီနေထားအော်ဒီမှာဆို justice မှာဆိုလဲသူပြန်လည်ရောက်ရှိတဲ့ခါမှာဆိုလဲဟိုသူ့ဘက်ကမှန်ကန်စွာနဲ့ပေါ့နော်ကိုပေါ်ကိုဆက်ဆံမှုတစ်ခုမှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဂျိုးသားဖြောင်းမတ်နဲ့ဆက်ဆံရေးတစ်ခုနဲ့သူလာမယ်ဆိုတဲ့အနေထားမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီမှာပေါ့ဒီမှာဆိုရင် the sense justice မှာဆိုရင်တော့ဆက်မှန်စွာနဲ့ပဲကိုကိုလာပြီးတော့မှအဲပေါ့ ပွင့်လင်းစွာနဲ့ဟိုလူလူလက်ရှိတစ်ခုကိုဆိုရှင်ပွင့်လင်းနဲ့ပဲ hiding မလုပ်ဘဲနဲ့အရာရာကိုပွင့်လင်းစွာနဲ့ပဲဟိုပေါ့ကိုရှိလာမယ်ဆိုတော့ energy မျိုးပေါ့နော်ဒီမှာတွေ့ရတယ်ပေါ့တော့ဒီမှာ just energy နဲ့ကတော့ကိုပေါ်တော့တည်သူလိညာရောကွယ်ဝတ်မှုတွေမလုပ်ဘူးဆိုတဲ့အနေထားတော့တွေ့ရတယ်နော် is ကလေအော် is ကလာချင်တာတော့တည်ချတယ်ပေါ့နော်ဒီမှာတင့်ရှိမလာခင်အနေထားမှာတော့သူနည်းနည်းသူသူ့ရဲ့ have it ပေါ့နော် तू have it ဘယ်လိုမျိုးသူ့ရဲ့အချက်လက်တွေသင်မကြိုက်နှစ်သက်ဘူးလဲဆိုတဲ့အရာလေးတခြားလေး तू ပြင်ဆင်ပြီးမှလာမယ်ဆိုတဲ့အနေထားတော့တွေ့ရတယ်အဲ့တော့အချိန်ကာလကတော့ तू နဲ့တင်နေကြမှာတော့အချိန်ကာလလေးရောနည်းနည်းကြာမယ်ဆိုတဲ့အနေထားလေးချက်ချင်းရောမရောက်လာဘူးအော်ဒီမှာလဲ तू ကြည့်ရတာလေးဟိုကိုယ့်ပေါ့နော်အဲဟိုပေါ့ပြောမယ်ဆိုလို့ရှင်ကိုယ့်စီဟိုပေါ့ तू ကလာဖို့အတွက်မှာဆိုရင် तू ကိုယ့်ကိုလာပြီးတော့မှအရင်ဆုံးကိုယ့်ရဲ့အခြေအနေကို तू စောင့်ကြည့်အောင်ပါ အရင်ဆုံးစကားလေးလာစပြောတာမျိုးစာလေးလာပို့တာမျိုးအဲ့တော့တင်ပကအခြေအနေဘယ်လိုရှိလဲဆိုတာကိုလည်းအဲသူစောင့်ကြည့်မှာပေါ့နော်အဲစောင့်ကြည့်မယ်ဘယ်လိုမျိုးရှင်နေရှိလဲတုံ့ပြန်မှုဘယ်လိုရှိလဲဆိုတာသူစောင့်ကြည့်မှာ x ကကတော့မြေမမကောင်းဆိုသူကကြောက်ခိုင်းမယ်ဆိုရင်အနေထားတော့ရှိရပါတော့။ကြောက်ခိုင်းလို့တော့သူရှိရအဲ့လိုမျိုးပေါ့။အရင်ဟောသူကဘယ်လိုမျိုးလဲချစ်တော်တာချစ်တယ်ဒါပေမဲ့တင်လက်မခံရင်တော့သူအတင်းတော့မကြိုးစားဘူးပေါ့နော်။အဲအဲ့လိုမျိုးရှိရတဲ့ဖက်သူပါလေ။တင်လက်မခံသူအတင်းမကြိုးစားဘူး။သူကသူ့လမ်းကိုသွားမယ်ပေါ့နော်။ အဲ့လိုတဆက်မှဆိုတော့အဲ့လိုမျိုးသူရှိသူရှိရောလားဒါမှဒီအနေထားမှာသင်လက်မခံရင်တော့သူပဲသူသွားသူသူ့ရဲ့လုဆရာရှိရတော့သူဆက်လုပ်သွားမယ်ပေါ့အဲ့လိုနေထားလို့ရတယ်နော်အဲ့တော့ကျွန်မထပ်ကြည့်လိုက်မယ်နော် H နဲ့တင်တဲ့ကြောင့်နော်ရှိဆက်ပါဆက်ဖြစ်ဖို့ရှိလဲကြည့်မယ်နော် H နဲ့ကောလက်တနေကြောင့်မှာဘာလို့ဆက်ဖြစ်ဖို့ရှိလဲဆိုတော့သိချင်ပါတယ်ပစ္စောကွာနေအဲ့တော့ တေချာလာကတော့ pitch shot pitch shot panic ရဆိုတော့လေပေးလာပြီးတော့သူကအစလေးလာပြီးတော့အစပြိုးတာမျိုးလေးပေါ့နော်ကိုရှိလာပြီးတော့မှအစပြိုးစကားလေးလာပြောတာမျိုးလေးတော့လုပ်နိုင်မယ်ပေါ့နော်ဒီမှာကြည့်ရတာဟိုစကားလေးလာစပြိုးတာမျိုးလေးတွေတွေ့ရတယ်စားလေးလာပို့တာမျိုးလေးဖုံးလာစတာမျိုးလေးပေါ့နော်အစလာပြိုးတာမျိုးလေးပေါ့နော်သူကကသူနဲ့ကိုနဲ့ပတ်သက်ပြီးတော့မှဒီမှာစကားအစလာပြိုးတဲ့အခြေအနေလေးကတိတ်မကြခင်မှာတွေ့နေရတယ်ပေါ့နော်အဲ့တော့ ထူတော့ခွာရင်နော်ထူတော့ဖန်နေခဲဖန်နေခဲတွေပဲကြာနေနော်အဲ့တော့အာသူ့ဘောကသူကစဉ်းစားထားတယ်သူရွေးချယ်မှုကတော့သူ့ဘက်သူကစဉ်းစားပြီးသားတင်လက်ခံရင်တော့သူတင့်ရှိလာမယ်တင်လက်မခံရင်တော့သူသူလုဆရာရှေ့လုမယ်ဆိုရယ်အနေထားတကူသူကထူတော့ခွာမှာဆိုဒါသူသူဘာပြီးဒါပြီးဘာလုကမလို့ဆိုရယ်အနေထားသူတင်ပြီးတော့မှတော့စီစဉ်ထားတာမျိုးကိုတွေးထားတာမျိုးရှိရယ်နော်အာသူ့ရောက်ခွာမှာဆိုလဲအဲ့တော့ကောလတလေးနဲ့ အစ်စနဲ့ဓာရရ energy ဘာရှိဆက်ပါဖြစ်မလဲပေါ့နော်ရှိဆက်ပါရှိဆက်ဘာဖြစ်ဖို့ရှိလဲသိချင်ပါတယ် True or Wands အဲ True or Wands အနေထားမှာတော့ကြည့်ရတာကတော့လေအမ်ကြည့်ရတာကတော့သူကတော့ပြောမှဆိုနှစ်ခုရတဲ့ခုဒီမှာเนาะရွေးချယ်မှုဒီမှာ ထူအောင်မထူတော့ခွာရင်နော်နောက်ခုလာတခုသူရွေးချယ်မှုလို့သူလုပ်မှာရွေးချယ်မှုဆိုတာဘယ်လိုမျိုးလဲတင်လက်ခံမလားလက်မခံဘူးလားပေါ့နော်တင်လက်ခံရင်လက်ခံတဲ့အနေထားတင်လက်ဆက်သွားမယ်တင်လက်မခံရင်တခြား option သူရွေးမယ်တခြား option သူရွေးသူသွားမယ်ပေါ့အဲအဲ့လိုမျိုးရှိရဲ့တခါ x ကလေအရန်ကြီးတူရှိုးတောင်းမယ်ပြီးတော့မှတော့လာမှာတော့အရန်ကြီးတော့မဟုတ်ဘူးဒါပေမဲ့သူ့အတွက်သူ့တချို့အရာလေးသူပြင်ဆင်တဲ့အရာလေးတော့တင်ကျင်တဲ့အောင်တော့သူပြောမလို့နေပေါ့နော်အရန်ကြီးတော့သူ့ကိုဒူးထောက်ပြီးတော့မှတောင်းမယ်မဲ့အဲအနေထားမျိုးတော့မတွေ့ရဘူး သူမကြိုက်တာအ sorry collective လေးမကြိုက်တာမျိုးတွေအအချက်လက်လေးသူပြင်ဆင်မယ်ဒီနေ့သား collective လက်ခံမှာဆိုတော့သူလာမယ်ဟိုလက်မခံလို့ဆိုတော့သူတခြား option တွေပြပြီးတော့သူကသူသူ့ဘဝသူလမ်းရှောင်းမယ်ပေါ့အဲ့လိုမျိုးပဲနှစ်ယောက်သားချင်းမှာအဲ့လို energy မျိုးတော့တွေ့ရတယ်မှာသူက option တွေတွေ့နေရမှာသူတို့ကသူတို့ကိုယ်ဆိုသူမှလည်း option ရှိတယ်သူမှလည်းပြောမှဆိုရင်အဲပြောမယ် x မှာလည်းတင်းရဲ့ x မှာလည်းတခြားနည်းနည်းလေးတူအဲရွှေ့ရစရာ option တော့ရှိတယ်ဒါပေမဲ့ ဒီ option မှာတော့အရင်ကြီးတော့တစ်ဖက်ကိုသူအရင်အားသာမှုတော့မရှိသေးဘူးတင့်ရှိကိုအားသာမှုတော့ရှိရခါမှာကျတော့ तू ကပြောမှဆိုရင်တင့်ဝင်အရင်လာပြီးတော့မှဘောနော်လာပြီးတော့မှ तू လက်ခံစီချင်တဲ့အနေထားမျိုးနဲ့လာပြီးတော့စကားဆပြောတာမျိုးပေါ့နော်အဲ့တော့ပိုင်း collateral ရေးနဲ့ HR ထဲမှာဘလို energy ရှေ့ဆက်ဖြစ်မလဲဆိုတာသိချင်ပါတယ်ဟိုတက်တာဟို temperance လေးကြာလာတယ်ခုံထွက်လာ temperance လေးอ่ะ အဲ့တော့ဒေတာကတော့ tempress မှာဆိုလဲညှိနှိုင်းမှုပေါ့နော်အဲ့တော့ဟိုသူ့လိုချင်တဲ့ညှိနှိုင်းမှု agent ဆိုတာနဲ့အတူတူလက်တွဲဖို့အတွက်ညှိနှိုင်းမှုတစ်ခုလေးသူလိုချင်တဲ့ဆိုတဲ့အနေအထားမျိုးတွေးရတယ်ဆိုတော့လေဒီမှာကြည့်ရတာတော့အဲ x ကတော့ကိုနဲ့တော့ပို့ပြီးတော့မှကိုအတွက်ကိုနဲ့ကို့ကိုတော့ပို့ပြီးတော့မှဘယ်လိုမျိုးလဲလေးတာလဲပေါ့နော်အဲပြောမဆိုရင်ကိုနဲ့ပို့ပြီးတော့မှသူကညှိနှိုင်းမှုလေးလုပ်ချင်တယ်ပေါ့နော်ညှိနှိုင်းမှုလုပ်ချင်ပြီးတော့မှ agent လေးနဲ့ဖြစ်တမ်းချင်တယ်ဆိုတဲ့အနေအထားလေးတွေးရတယ်အဲ့ဘက်မှာပေါ့နော် တော့တေချာကတော့ x ကတော့ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့သူတွေးတွေးနေတယ်အဲတွေးနေပြီးတော့မှကိုယ့်ရှင်ရဲ့လာဖို့အတွက်ကိုစစ်စစ်နေတယ်ဘလို့အနေထားတွေတင်မကြိုက်ဘူးလဲပြင်ဆင်လာမှာပါနော်ပြင်ဆင်လာဖို့ရှိတယ်အဲပြင်ဆင်လာဖို့ရှိတယ်ကိုယ်လက်မခံရင်တော့သူချား option ပြီးမှာဒါတော့တေချာသူ့မှာကြွေးစရာ option ရှိနေတာပေါ့နော်ဒီမှာမြင်ရဒါပေမဲ့ဒီ option ကတင်းနောက်တော့အရင်ကြီးတော့သူသူ့စိတ်ထဲမှာအရင်ကြီးအဲ attention အပြည့်အဝတော့မရှိဘူးတင့်ဟောအတင့် attention အပြည့်အဝပေါ့နော် attention အပြည့်အဝရှိနေရပေါ့ quality တွေပေါ့လေ တော့ h ပြန်လာမှဆိုပြီးမှပြန်လာမယ်။ညီမမိုးလေးသူလှုပ်ချင်တဲ့အနေအထားမျိုးတွေနဲ့အဲတင့်ရှိလာပြီးတော့မှအစပြောချင်တဲ့အနေအထားမျိုးတွေတော့တွေ့ရပါတယ်နော်။အဲတော့ဒီနေ့ review လေးကဒီလောက်ပါပဲ။အဲတော့ s ကိုတောင်းဆိုတဲ့သူလေးတွေလည်းဒီ review လေးကိုလည်းအဲကြည့်ပြီးတော့ကျင်းနေမလို့ညွှန်နေပါတယ်နော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်နောက် video မှာတွေ့ကြမယ်နော်။